ထိုင်းဆန်ဂရမ်တကြံပွဲတော်ပထမ9ရက်အတွင်းလမ်းမတော်တဆမှုတွေကြောင့်တည်ဆုံးသူပေါင်း180တဝက်ထိရှိလာခဲ့တယ်လို့ The Nation သတင်းမှာဖော်ပြထားပါတယ်။ထိုင်းမှာဆန်ဂရမ်မျိုးရတကြံပွဲတော်ကိုဆင်နွှဲလျက်ရှိကပထမ9ရက်အတွင်းလမ်းမတော်တဆမှု1216ခုဖြစ်ပွားခဲ့ပြီးတည်ဆုံးသူ180ဦးရှိခဲ့ပါတယ်။အရှိန်တိမ်မောင်းနှင်မှုနဲ့အရက်တော်ပြီးမောင်းနှင်မှုတွေဟာလမ်းမတော်တဆမှုဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ဆိုပါတယ်။လမ်းအနီးကင်းရှင်းရေးစံတာက9ရက်တာအနီးအများဆုံး၄ရက် ပထမဆုံး9ရက်ဖြစ်တဲ့ဧပြီ17ရက်ကနေ15ရက်အတွင်းနိုင်ငံတော်မှာလမ်းမတော်တက်ဆမှု 1236ခုဖြစ်ပွားခဲ့ပြီးသေဆုံးသူ182ဦးရှိကဒရရရှိသူ1208ဦးရှိတယ်လို့ဧပြီ16ရက်မှာထုတ်ပြန်ထားပါတယ်။ဧပြီ16ရက်ဟာတရားဝင်ဆုံးခရန်အားလည်းရဲ့နောက်ဆုံးရက်ဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနလက်ထောက်အမြဲတမ်းအတွင်းဝန်ကာချွန်းစရိချာပါနုထိုင်ကပြောပါတယ်။ခီးသောအများအပြားဟာဗန်ကောက်မြို့တော်နဲ့တခြားပြည်နယ်တွေကိုပြန်ကြတာကြောင့်ရင်ကြောကြက်တဲမှုကြီးရှိလာမယ်လို့ခန့်မှန်းထားကြောင်း၎င်းကဆိုပါတယ်။ ဒီရင်ကျောင်းကိုစီမံခန့်ခွဲဖို့လမ်းအနီးရဲ့ကင်းရှင်းရေးစင်တာအနေနဲ့ပြည်내အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အနီးကပ်ပူးပေါင်းလှုံ့ဆော်လျှက်ရှိပြီးတပ်ဖွဲ့တွေရဲအရာရှိတွေပြည်ရင်းဝင်ကြီးဌာနတာဝန်ရှိသူတွေနဲ့စေတနာဝန်ထမ်းတွေကလည်းပါဝင်ကူညီလျက်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။